ောတပန်သောတပန်ဆိုတာအဲ့ဒါပြောတာနော်နိဗ္ဗာန်ကိုတိုက်ရိုက်အာယုံပြုတ်နိုင်သွားပြီနိဗ္ဗာန်ကိုတိုက်ရိုက်အာယုံပြုတ်နိုင်သွားမှသောတပန်ဆိုတာဖြစ်သွားအဲ့ဒါလို့နိဗ္ဗာန်ကိုတိုက်ရိုက်အာယုံပြုတ်နိုင်တဲ့စွန့်ရတ္တိရသွားပြီဆိုတဲ့ပုဂ္ဂိုလ်တရားဘာဖြစ်လဲသူ့အမြင်ကမှားရတဲ့အမြင်မရှိတော့ဘူးမှန်ကန်တဲ့အမြင်တစ်ခုကိုရရှိသွားပြီး ဒါကိုစာလို့ပြောတော့ဒိဋ္ဌိကိုဖယ်လိုက်ပြီလို့ဒီလိုပြောတာเนาะဒိဋ္ဌိဆိုတာမှားရွံ့တဲ့အမြင်တစ်ခုကိုပြောတာခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့မမြင်မဲနဲ့ခန္ဓာတစ်ခုခုကိုအတ္တသို့မဟုတ်ဉာဏ်နဲ့ခန္ဓာတွေကိုအတ္တနိယအတ္တဆိုတာငါအတ္တနိယဆိုတာငါဟာငါလို့ မြင်တယ်ငါဟာလို့မြင်တယ်လို့ဆိုရက်မှားရဲနဲ့ခန္ဓာ၅ပါးပေါ်မှာမှားရဲနဲ့အမြင်တစ်ခုမရှိတော့ဘူးအဲ့ဒီအမြင်တန့်စင်ပျောက်ွယ်သွားတာဟုတ်ဒါဒိဋ္ဌိပယ်တယ်လို့ပြောတာနော်ကြည့်လေတက္ကရာဒိဋ္ဌိဆိုတာတက္ကရာဆိုတာတကယ်ရှိနေတာခန္ဓာ၅ပါးအဲ့ဒီတကယ်ရှိနေတဲ့ခန္ဓာ၅ပါးပေါ်မှာငါနဲ့ငါဟာဆိုတဲ့အတွေ့အကြုံ တွေးထင်ထားတဲ့အချက်ကတော့မရှိဘူးအဲ့တော့တကယ်ရှိတဲ့အပေါ်မှာ မရှိတဲ့အမြင်တွေဖြစ်နေတာအဲ့ဒါကိုသက္ကာဒိဋ္ဌိလို့ဆိုတာနော်ရှိတဲ့အပေါ်မှာမရှိတဲ့အမြင်အဲ့ဒါလို့မရှိတာကိုမြင်နေတဲ့အမြင်တစ်ခုပျောက်ကွယ်သွားပြီးတော့အရှိကိုအရှိတိုင်းမြင်လာပြီဆိုလို့ရှိရင်ဒါတောတပံဖြစ်တယ်ပြောတာနော်အရှိကိုအရှိတိုင်းမြင်လာပြီ တတ္တဗံဖြစ်တယ်အဲ့ဒါလို့အမှန်မြင်ပြီဆိုလို့ရှိရင်လေတရားနဲ့ပတ်သက်လို့ဟုတ်မဟုတ်ပါမလားမှန်မှမှန်လားသို့လို့သို့လို့တွေးတောယုံမှားခြင်းဆိုတာလည်းကင်းသွားတွေးတောယုံမှားတာကိုဝိသိကိစ္စလို့ခေါ်တယ်အဲ့ဒီဝိသိကိစ္စဆိုတဲ့ တွေးတောပြီးတော့မဆုံးဖြတ်နိုင်တဲ့သဘောတစ်ခုဟာစဉ်းစားလိုက်တိုင်းလူကိုပင်ပန်းသွားစေတတ်သောကြောင့်ဝိသိကိစ္ဆာလို့ပညာနဲ့ဆုံးဖြတ်နိုင်စွမ်းမရှိလို့စဉ်းစားလိုက်တိုင်းပင်ပန်းသွားစေတတ်တဲ့သဘောမျိုးဝိသိကိစ္ဆာတန်တရားလို့ဒီလိုပြောတာဝိကတကထံကထောဟိုလိုလားဒီလိုလားဆိုတဲ့မဆုံးဖြတ်နိုင်တဲ့ပုံကိုယ်ရဲ့ခြေုံချတဲ့သဘောတွေ သောတာပန်မှာမရှိတော့ဘူးနိဗ္ဗာန်ချမ်းသာတယ်ဆိုတာဘယ်လိုချမ်းသာတာပါလဲလို့တန်တရားဖြစ်เสียမရှိတော့ဘူးသူကိုယ်တိုင် တွေ့သွားပြီအဲ့ဒါကိုပြောတာစိတ်ဓာတ်ခိုင်မာသွားတယ်ခိုင်မာသွားတယ်ဘယ်လောက်ထိအောင်ခိုင်မာသွားတော့လို့ဆိုလို့ချင်းတတဝံဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဖျားပေါ်မှာလဲ အသိဉာဏ်နဲ့သက်ဝင်ယုံကြည်တာဖြစ်လို့ခိုင်မာသွားတယ်။တရားနဲ့ပတ်သက်လာတဲ့အခါမှာလည်းအသိဉာဏ်နဲ့သက်ဝင်လာခိုင်မာသွားတယ်။တဏ္ဍာနဲ့ပတ်သက်လာလို့ရှိရင်လည်းအသိဉာဏ်နဲ့သက်ဝင်ပြီးယုံကြည်တာဖြစ်သောကြောင့်ခိုင်မာသွားတယ်။ငါးပါးသီလနဲ့ပတ်သက်လာလို့ရှိရင်လည်းသူ့အနေနဲ့အသက်တောင်ဆုံးညင်ဆုံးပဲလေ။ဘယ်သီလကောင်မှမချိုးဖောက်တော့ဘူးမျက်မျက်နိုးလို့ အသက်နဲ့လဲပြီးစောင့်နိုင်တဲ့အနေအထားမျိုးကိုရောက်သွားတယ်အသက်နဲ့လဲနိုင်သွားပြီလို့ထီအောင်ခိုင်မာသွားတယ်အဲ့လိုခိုင်မာအောင်ဒီတရားချင်းကြံကြကိုအထောက်အကူမခိုင်မာသေးဘူးဆိုသောတတဘာမဟုတ်သေးဘူးနော်မခိုင်မာသေးရင်သောတတဘာမဖြစ်ဘူးဘယ်ချက်မှခိုင်မာရဘုရားပေါ်မှာယုံကြည်မှုခိုင်မာသွားတယ်တရားနဲ့ပတ်သက်ပြီးယုံကြည်မှုခိုင်မာသွားတယ် တရားဆိုတဲ့အထက်မှာနိဗ္ဗာန်ပါတန်ဃာနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုခိုင်မာသွားဘာဝတိလနဲ့ပတ်သက်ပြီးတော့မျက်နှုံးမှုခိုင်မာသွားပြီအဲ့ဒါမှသတ္တဗာဖြစ်တယ်အဲ့ဒါလို့သတ္တဗာဖြစ်သွားတယ်ဒီစိတ်ဓာတ်ဘာကြောင့်ခိုင်မာတာတုံးလို့ဆိုတော့မခိုင်မာခြင်းရဲ့အကြောင်းဖြစ်တဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စအမြင်မှားခြင်းနဲ့တန်တရားဒီနှစ်ခုကိုဖယ်ရှားလိုက်တဲ့အခါ စိတ်ဓာတ်ကြံ့ခိုင်သွားတယ်။သို့တော့မခိုင်သေးတာလည်းရှိနေသေးတယ်။သောတာပန်ဖြစ်သေးရင်အကုန်လုံးမခိုင်သေးဘူး။ဘယ်ချက်နဲ့ပတ်သက်ပြီးတော့မခိုင်သေးတာတော့လို့ဆိုလို့ရှိရင်ချမ်းသာဒုက္ခနဲ့တွေ့လို့ရှိရင်ချမ်းသာတယ်လို့ခံစားခြင်းနဲ့စိတ်ကလေးလာသေးတယ်။မခိုင်ပါသေးဘူး။ ချမ်းသာဒုက္ခနဲ့တွေ့ရင်ချမ်းသာတယ်မလှတာကိုလှတယ်လှတာလေးနဲ့တွေ့လို့ရှိရင်လည်းမလှဘူးဆိုတဲ့သဘာဝကိုရှင်းရှင်းကြီးမသိသေးသည့်အတွက်ကြောင့်အဲ့ဒါနဲ့ပတ်သက်ပြီးတော့စိတ်ဓာတ်ခိုင်မာမှုမရှိမခိုင်မာသေးတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေမှာစိတ်ကြောင်တယ်လို့ပြောရမလှတာကိုလှတယ်လို့ထင်တယ်မချမ်းသာတာကိုချမ်းသာတယ်လို့ထင်တယ်ငါမဟုတ်တာကိုငါလို့ထင်တယ်နော် မမြဲတာကိုမြဲတယ်လို့ထင်တယ်ဒါစိတ်ကြောင်နေတာအဲ့ဒီစိတ်ကြောင်မှုတွေမြတ်စွာဘုရားတရားနဲ့မှဒါတွေကဖယ်ရှားပြစ်လို့ရတယ်အဲ့ဒီကြောင်နေတာတွေရှိသမျှကလပ်ပလုံးခိုင်မာတဲ့စိတ်ဓာတ်လို့ဆိုလို့မရဘူးတဲ့တောကဖြစ်เสียရှင်သတ္တဗံပုဂ္ဂိုလ်ပဲတို့တောကဖြစ်เสียရှင်တောကဖြစ်လာသေးတယ် မျက်ရည်ကျစရာတွေတွေ့ရင်ကြသေးတယ်နော်။ဘာဖြစ်လို့တော့ဆိုဒေါသမกินသေးဘူး။လောဘကလည်းမกินသေးဘူး။သို့သောလောဘဒေါသဆိုတဲ့နေရာမှာသူတို့မှာတဏ္ဍာမှာဖြစ်တဲ့လောဘဒေါသသည်အပယ်ချလောက်အောင်ပြင်းထန်မှုတော့မရှိတော့။သူဒေါသသည်အပယ်ချနိုင်လောက်အောင်ကျွလွန်ဖောက်ဖျက်မှုတော့မဖြစ်တော့ဘူး။ လောဘကလည်းအပယ်ကိုကျလောက်စေတတ်တဲ့ကိမှုတစ်ခုကိုကျွလွန်မှုလည်းမဖြစ်တော့ဘူးမကင်းသေးတဲ့သဘောလောက်ပဲရှိတော့တယ်ဟောသတ္တပံဖြစ်သွားတာအတော်သည့်စိတ်ဓာတ်ခိုင်မာမှုရဘယ်နေရာနဲ့ပတ်သက်ပြီးစိတ်ဓာတ်ခိုင်မာတော့ဆိုတော့ဖယားတရားတန်ခါယရဏသုံးပါးနဲ့ပတ်သက်ပြီးစိတ်ဓာတ်ခိုင်မာတယ်ငါးပါးသီလနဲ့ပတ်သက်တဲ့အခါမှာစိတ်ဓာတ်ခိုင်မာတယ်အဲ့ဒီဘက်မှာတော့ချင်းချက်မရှိခိုင်မာသွား အဲ့ဒါဘာကြောင့်ဒီလိုခိုင်မာတဲ့စိတ်ဓာတ်ကိုရတာတော့ဆိုမြတ်စွာဘုရားတရားအတိုင်းချင့်ကြံကြုတ်ကို အထောက်လို့ရတာတမန်နဲ့ရတာမဟုတ်ဘူးဟောဒါသောတပန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ခိုင်မာမှုကအဲ့လိုနော်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဟိုကလာဆွဲသွားပါသွားဒီကလာပြီးတော့လတ်လပါလေးနဲ့မြခေါ်သွားပါသွားဆိုဘယ်သောတပန်ဟုတ်အဲ့ဒါမျိုးじゃနော်ဟောနောက်တစ်ခါ ဒီဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လို့မြတ်စွာဘုရားတရားကိုတိုးမြင့်ပြီးတော့ကျင့်တဲ့အခါမှာရာဂတို့ဒေါသတို့မောဟတို့ဆိုတာတွေဟာအတောကိုပါသွားတယ်ပါသွားတယ်ဆိုတာဘာဖြစ်တယ်ဆိုဖြစ်တဲ့အချိန်ဟာယောနေသွားပါသွားတယ်ဆိုတဲ့အထိပ္ပယ်ဖြစ်တဲ့အချိန်ယောနေသွားအချိန်နဲ့ယောနေတာမဟုတ်ဘူး ဖြစ်တဲ့အချိန်လဲညော်နေသွားတယ်လို့ဒီလိုဆိုနော်လောဘဖြစ်လဲသိမ့်မပြင်းထန်ဘူးဒေါသဖြစ်လဲသိမ့်မပြင်းထန်တော့ဘူးမောဟကလည်းပြင်းထန်တာမရှိတော့မမနာတွေလည်းပြင်းထန်တာမရှိတော့ဘူးခိုင်မာသွားသည့်အတွက်ကြောင့်ကာမဘုံမှာ တွေ့တာတဲ့တန်ရောစင်သူ့ဘုံမှာတစ်ချိန်ပဲဖြစ်ခွင့်ရှိသွား တို့တွေဟာဘလောက်တိုင်းတာအထိခိုင်မာတဲ့စိတ်ဓာတ်တွေရကြလဲဒေါသဖြစ်เสียအာယုန်နဲ့တွေ့ရင်ဘလောက်ထိအောင်ခိုင်မာပြီလဲမာမာနထိခိုက်တဲ့ကိစ္စတွေနဲ့တွေ့လာရင်ဘလောက်ထိအောင်ခိုင်မာပြီလဲဆိုတာကိုယ့်ကိုယ်ကိုကြံ့ခိုင်တဲ့စိတ်ဓာတ်တွေရမရစမ်းသပ်ပြီးတော့ကြံ့ခိုင်တဲ့စိတ်ဓာတ်တွေရအောင်ကျင့်ကြံကြိုးကိုအားထုတ်ကြအောင်ဖြစ်တယ်လို့ကိုယ်စီကိုယ်စီသဘောကျပြီးတော့ရသော်ဘုရားတရားဓမ္မ ခိုင်မာသည့်စိတ်ထားရအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း